မှကိုတရားလုံးရှိနေပြီဆိုရင်အားငယ်တရားမရှိတော့ဘူးတခါတလေဦးဇင်းတို့ကအားငယ်ကြတာရှိတယ်လူတွေကလူလောကကြီးမှာအချင်းချင်းတယောက်ကအလွန်အားပြုကြတယ်ဘုကကိုတရားထက်သိပြီးတော့မရက်တည်နိုင်ဘူးစာဝင်နေရေးကိုအဓိကပြောတာမဟုတ်ဘူးနော်ပိုက်ဆံဘလောက်ရှိရှိကိုကကိုတရားထက်မရက်တည်နိုင်ဘူးကိုဝင်းကျင်ကကိုကအကုန်လုံးအမြန်ပြစ်ပယ်လိုက်ပြီဆိုရင်ဘလို့ဖြစ်သွားမှာလဲအကုန်ပုံကြသွားစင်သားကြီးစိတ်ကူးလေးနဲ့လူတိုင်းရတာငါ့ကိုမုန်းနေပြီလားလို့ဝင်တွေးကြည့်ပါလား ရုပ်ဆောင်ဆုံးကိုမိသားစုကကိုတစ္ဆက်ကလေးမှအကောင်းမထင်တော့ဘူးလို့မြန်တွေးကြည့်ပါလားဘလို့နေမလို့ခံစားရပြီသူတို့ကကိုအထင်မကြီးတာသူတို့ကကိုအထင်သေးတာသူတို့ကကိုအကောင်းမထင်တာကိုဘာထိခိုက်သွားလို့လဲလို့စဉ်းစားကြည့်ပါလားဘာထိခိုက်သွားတယ်တကယ်ကဘာအထိခိုက်ပေါ့သူတို့စိတ်ထဲဖြစ်တဲ့အတွေ့ပဲလေတကယ်ကဒါပေမဲ့ကိုကဘလို့ဖြစ်သွားတာစိတ်ရောကတော့ရတော့နေတယ်နော်တချို့ဘာဘလို့တော့အဲ့ဒါသူများအပြုနေလို့ဆိုတာရှင်းရနေရတယ်အဲ့တော့ဦးစင်းကတွေးကြည့်တယ် ကိုယ့်ဘက်မှာကိုယ်ဆိုတာကြီးအဓိကရှိရင်တော့တိတ်အားငယ်ကြလုံးမမထင်ဘူးတော့ဟုတ်လားကိုကသာတကယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပါစေငါဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုကိုကိုယ်တိုင်သိကိုသိလိမ့်မယ်အဲ့ဒီအသိကိုသာဦးဇင်းတို့တကယ်စစ်မှန်တဲ့နည်းနဲ့ရအောင်လို့ငါဟာတကယ်ကောင်းတဲ့လူတစ်ယောက်လို့ခိုင်ခိုင်မာမာသိမယ်ဆိုရင်ကိုယ့်ဘက်မှာကိုတစ်ယောက်လုံးရှိနေလေအဲ့လိုဆိုရင်သူများမရှိလေတိကျမရှိဘူး သူများရဲ့ကိုယ်ပေါ်ကောင်းပါတယ်လို့ပြောဆိုလာမဲ့စကားသံတွေကိုမျှော်လင့်စရာအကြောင်းလည်းမရှိဘူးကိုယ်မကောင်းဘူးလို့ပြောမှလာကိုလည်းကြောင်းစရာမလိုဘူးပြောရရင်ချီးမွမ်းတယ်ကိုလည်းမမျှော်လင့်ဘူးကဲ့ရဲ့တယ်ကိုလည်းမကြောက်ရွံ့ဘူးဟောဆိုသူကသူသူလုံလောက်နေတယ်မင်းချီးမွမ်းလည်းငါဒီတိုင်းဒီတိုင်းပဲမင်းကဲ့ရဲ့လည်းပဲငါမင်းကဲ့ရဲ့တဲ့တိုင်းမဟုတ်ဘူးငါငါကောင်းတယ်ဆိုတာသိဟောဘလောက်ရှင်းတော့နော်ရက်တည်နိုင်တယ်ဟုတ်လားဒါပေမဲ့ဥစဉ်တော့မှအဓိကလိုတာဘာလို့ဆိုတော့ ကို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 ဟာကောင်းတဲ့လူတယောက်ပါလို့တိဖို့ကတော့လိုလိမ့်မယ်နော်အဲ့ဒါကဟန်ဆောင်ပြီးတော့လုပ်လို့တော့မရဘူးတကယ်မကောင်းမင်းနဲ့ဒီစိတ်ကကိုကိုကောင်းတယ်လို့အတိမပြုမှာမဟုတ်အဲ့ဒါကိုကတကယ်ကောင်းအောင်မလုပ်အောင်မလို့နေနေရတယ်အဲ့လိုတကယ်ကောင်းအောင်နေမယ်ဆိုရင်ဘလို့နေမလို့အကောင်းဆုံးစိတ်နဲ့နေနိုင်မှကိုကိုကိုတကယ်ကောင်းတဲ့လူလို့တိမှာဦးဇင်းခုပြောတာတည်းကတွေးကြရတယ်နော်ဒီကမကြီးများဟုတ်လားအဲ့တော့အကောင်းဆုံးစိတ်ကဘလို့စိတ်တော့ ဒါနနဲ့ရှင်တဲ့စိတ်ရှိတယ်သီလနဲ့ရှင်တဲ့စိတ်ရှိတယ်တည်ငြိမ်မှုနဲ့ရှင်တဲ့စိတ်ရှိတယ်သိမြင်နားလည်မှုနဲ့ရှင်တဲ့စိတ်ရှိတယ်ဒါနသီလသမာဓိပညာဒေသနာတွေကဆက်ဆက်နေတာနော်ဘာနဲ့ရှင်တဲ့စိတ်ဟာအကောင်းဆုံးစိတ်ဖြစ်မလို့ပညာနဲ့ရှင်တဲ့စိတ်ဟာအကောင်းဆုံးဖြစ်မယ်ဟုတ်တယ်မဟုတ်လားအမှန်သိမှုနော်တို့လူရင်းပြောရလို့ရှင်ဘောဟာမတည်ငြိမ်ဘူးဆိုတဲ့အသည့်ဘောဟာမကောင်းမှုဘူးဆိုတဲ့အသည့် ဘောဟာတန်မှုမဲ့တယ်ဆိုတဲ့အတိအိစ္ဆဒုက္ခအနတ္တကိုသိတဲ့အတိရောနော်အဲ့ဒီအတိဟာဘာတော့အလွန်ကောင်းတဲ့အတိပဲဟောဆိုအဲ့ဒီအတိရှိလို့ချင်းကိုယ့်ကိုယ်ကိုလည်းမနှိမ့်ချဘူးသူများကိုလည်းမနှိမ့်ချဘူးကိုယ့်ကိုယ်ကိုလည်းမဖြည့်ဆည်းဘူးသူများကိုလည်းမဖြည့်ဆည်းဘူးဘဝကိုမမောတယ်လို့လည်းမရှိဘူးဖြည့်ဆည်းမှလည်းမဟုတ်ဘူးနားလည်မှုအပြည့်အဝရှိတဲ့တွေကြောင့်အဲ့ဒီရှိဟာအလွန်ကောင်းတယ်အလွန်လည်းပဲငြိမ်ချမ်းမှုရှိမယ်ဟုတ်လားအဲ့ဒီလိုစိတ်အခြေအနေမျိုးလေးတွေနဲ့အနေကြလို့ရှိရင် ကိုကိုကိုအလွန်အပြည့်ကင်းတယ်အလွန်ကောင်းတယ်ဆိုတာကိုမသိပဲမနေဘူးအဲ့လိုကိုကိုကောင်းတယ်ဆိုတာသိပြီဆိုရင်တော့သူများရဲ့လေးစားမှုတန်ဖိုးထားမှုဦးဇင်းတို့မျှော်လင့်စရာအကြောင်းသိပြီတော့မရှိဘူးကိုမမျှော်လင့်လည်းပဲကိုမှအဲ့ဒီရည်သွေးရှိရင်တော့ရလာမှာပဲနော်ဒါပေမဲ့မရလည်းပဲကိစ္စမရှိဘူးဆိုတာကိုပြောတာဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့တွေးကြည့်တဲ့နယ်ကိုယ့်စိတ်ရဲ့လိုအပ်ချက်ကလေးတွေကိုမြင်တတ်ဖို့လိုတယ်နော်စာဝင်နေရေးကျမ်းမာရေးတဲ့လိုတာမဟုတ်ဘူးနော်စိတ်လိုအပ်ချက်တွေအများကြီးရှိတယ်ဟုတ်လား အဲ့ဒါတွေကဘာလို့လိုနေတာတော့တကယ်ရောလိုသလားလိုနေတယ်ဆိုလို့ရှိရင်ရောမလိုအောင်ဘယ်လိုလုပ်မလို့ခက်တာကဘာဝင်ချင်းရဲ့သဘောတဘာဝဆိုတာကကိုအစိုးမရအောင်နော်တခါတလေသူတို့ထင်ချင်းသူတို့ထင်ကြတာပဲဟုတ်လားအေးအဲ့တော့ကိုယ့်အကိုကိုခိုင်ခိုင်မာမာယက်တည်နိုင်အောင်နေနိုင်ဖို့ကပို့ပြီးတော့အရေးမကြီးဘူးလားအရေးကြီးတယ်